Hello အလုံးဝမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ Fabrizio ကတော့ကျွန်တော်တို့ဒီ Manchester United ရဲ့နီးပြားအခြေအနေနဲ့ပတ်သက်လို့ဒီပြောခဲ့တဲ့ report တွေမှာဆိုလို့ရှိရင် Amorin ရဲ့ဘောနောကျွန်တော်တို့ကလက်ရှိအခြေအနေဟာလုံးဝဘယ်လိုပြောမလဲ safe ဖြစ်နေတဲ့အနေအထားမှာရှိမနေဘူးပေါ့ဒီနေရာမှာတော့အတင်းနဲ့တရင်မီတို့ကောလာဟာလာလေးထွက်နေပါတယ်ဆိုတော့ Garrett Southgate တို့နဲ့ပတ်သက်လို့ဘာမှပတ်သက်မှုရှိမနေသေးဘူးနောက်ပြီးလို့ရှိရင်ဘာမီတင်မှနီးပြအစ်တစ်တွေနဲ့ပတ်သက်လို့လုံမထားသေးဘူးဘယ်နီးပြအစ်တစ်နဲ့မှတွေးဆုံထားခြင်းတွေရှိမနေသေးဘူးဆိုပြီးတော့သူပြောထားတယ်ဆိုတော့ United ရဲ့ဘက်ကနီးပြပြတဲ့ Ruben Amorim ကို ထုတ်ပယ်ဖို့အတွက် ဘာလန်းစာမှထူးထူးခြားခြားကျွန်တော်ပေးမထားသေးဘူးဆိုတဲ့သဘောပဲဆိုတော့တက်နိုင်တယ်များမန်ချက်စတာယူနိုက်တက်အနေနဲ့နီးပြအမိုရင်းအလုတ်ဖြစ်တာကိုလိုချင်တယ်အခုချိန်ဒီလေသူတို့အနေနဲ့ဆက်ပြီးတော့ထောက်ခံနေစေသို့တော့အမိုရင်းရဲ့ပေါ့နော်ကျွန်တော်တို့ဒီလက်ရှိအခြေအနေကမန်ချက်စတာယူနိုက်တက်အသင်းမှာဆိုလို့ရှိရင်100% safe ဖြစ်မနေဘူးပေါ့နော် safe ဖြစ်မနေဘူးဆိုတော့လာမယ့်ပွဲစဉ်ဆန်ဒလန်နဲ့ပွဲစဉ်ကကျွန်တော်တို့စလို့ပေါ့နော်ကျွန်တော်တို့ဒါဘယ်လိုပြောမလဲ ရလက်ဒီကျွန်တော်တို့အနေနဲ့ပေါ့နော်ဒါလုံးပြနိုင်ဖို့ကျွန်တော်တို့လိုပြီပေါ့ဗျာအဲကြောင့်လောတင်မှာဆိုလို့ရှိရင် Ammodin အနေနဲ့ Sandalen နဲ့ပွဲကစလို့ကျွန်တော်ဒါအနိုင်ရလက်ဒီရအောင်လုတ်ပြနိုင်ဖို့လိုပြီမဟုတ်ရင်တော့ကျွန်တော်ထုတ်ကောင်းထုတ်လိမ့်မယ်ဒါပေမဲ့လို့ပေါ့နော် Sandalen နဲ့ပွဲမှာနိုင်နေဆိုလို့ရှိရင်တော့နည်းနည်းပြန်ပြီးတော့ငြိမ်သွားမယ်ဆိုတဲ့သဘောပဲအဲ့ဒါတော်တော်လေးပြဿနာကြီးတယ်အဲ့ဒါတော်တော်လေးပြဿနာကြီးတယ်ကျွန်တော်တို့ကဟိုဘယ်လိုပြောမလဲ Sandalen နဲ့ပွဲမှာဒါဆိုရလက်ကောင်းသွားရင် International Break မှာကျွန်တော်တို့အနေနဲ့နားခွင့်ပေးလိုက်မယ် အမ်မိုနီနဲ့မထုတ်တော့ဘူးလေပါဦးသင်းနဲ့ကျွန်တော်တို့ကန်မယ်လေပါဦးသင်းနဲ့ပွဲမှာရက်လက်တွေပါလေးစူးသွားပြီးဟေ့ဆိုရင်ဟောတခါပြန်ပြီးတော့မန်ချက်စတာစီးတီးနဲ့ပွဲစဉ်ကလို့ဖြစ်လာကြအောင်ပါဘာလို့လဲဆိုတော့ကျွန်တော်တို့ဘန်လီနဲ့ပွဲစဉ်ကိုကျွန်တော်နိုင်ပြီးတော့ international break နားတယ်ပြီးလည်းပြီးရောအချိန်ကြီးကောင်းတယ်လို့ဖြစ်နေကြရင်ねမန်ချက်စတာစီးတီးနဲ့ပွဲမှာထပ်ပြီးတော့တိုင်ပတ်တယ်ပြီးရင်ချယ်ဆီနဲ့ပွဲမှာနိုင်တယ်ဆိုတော့ပြန်ပြီးတော့အဆင်ပြေလို့ယူဆကြပြန်ရောဆိုတော့အခုကျွန်တော်ဘရန်ဖိုးနဲ့ကျွန်တော်ပွဲစဉ်ကျွန်တော်ရှုံးနေဆိုတော့အခုပြန်ပြီးတော့ပော့ပက်စုလာကြပြန်ပြီ တော့အခုလည်းပဲစန်းနဲ့နဲ့ပွဲစဉ်ကရက်လက်ကိုကြည့်အောင်မယ်ဆိုရင်ဒါဟာလုံးဝအမှန်ကန်တင့်တော်တဲ့လုပ်ရက်ဒီကျွန်တော်ဟုတ်မနေဘူးသူတို့က MODN ကိုအချိန်ဆက်ပေးလीမန်ချက်စတာယူနိုက်တက်ပို့ပြီးတော့နစ်နာလေးပဲเนาะအချိန်ဆက်ပေးလीနစ်နာလေးအချိန်ဆက်ပေးလीနစ်နာလေးဘလို့မှကျွန်တော်တို့အနေနဲ့အဆင်မပြေဘူးဒါဟာဘလို့မှလက်ခံနေကြအချိန်မျိုးဟုတ်မနေသလိုအချိန်ဆက်ပေးတဲ့နေထိုင်မျိုးလည်းကျွန်တော်တို့ဟုတ်မနေဘူး United အနေနဲ့ ဟုတ်မနေဘူးဆိုတော့တက်နိုင်တယ်များဆိုသလိုကျွန်တော်အနေနဲ့ပေါ့နော်မန်ချက်စတာယူနိုက်တက်ကဒီနီးပြားဖြစ်သူနေရာကိုကျွန်တော်ပြောင်းလဲဖို့ကြိုးပမ်းမှကျွန်တော်ရမှာဆိုတော့အခုလက်ရှိနေတာကအမိုဒီနီနဲ့အသင်းတာဝန်ရှိသူတွေဘက်ကတော့ဆက်ပြီးတော့ကိုထောက်ခံထားစေပဲသူ့ကိုအချိန်ပေးထားအောင်မယ်ဒါပေမဲ့လည်းလို့ပေါ့နော်ရလက်တီတော့သူလုတ်ပြနိုင်ဘူးလို့ပြီးအမိုဒီရဲ့နီးပြားယာတို့ဟာ100%အစေဖြစ်တဲ့အနေထားမျိုးတော့ဟုတ်မနေဘူးပေါ့ကျွန်တော်တို့ကအဲ့ဒါလို့သွားတီးလို့ကျွန်တော်မရဘူးလက်ရှိဆန်ဒလက်နဲ့ပွဲမှာကျွန်တော်ကျွန်တော်အမိုဒီကိုဆက်ပြီးတော့အချိန်ပေးလို့မရတော့ဘူး เนาะဆန်ဒလန်နဲ့ပွဲမှာအချိန်ဆက်ပေးလိုက်လို့เนาะကျွန်တော်တို့ဒီမထင်မှတ်ဖက်နဲ့ရက်ရက်လက်ကလေးမြန်ကောင်းမယ်ဆိုရင်ကျွန်တော်တို့နောက် international break နားသွားပြီးတော့ liverpool နဲ့ပွဲစဉ်ဒီကျွန်တော်ပြန်အချိန်ပေးရသလိုဖြစ်နေဦးမှာဒါဟာလုံးဝမှန်ကန်တင့်တော်တဲ့အချိန်ကြီးတစ်ခုဟုတ်မနေဘူး international break ကျမှပြောင်းလဲမယ်ဟိဆိုပြီးတော့လည်းကျွန်တော်တို့စောင့်လို့မရဘူးဘာလို့လဲဆိုတော့ international break ကနှစ်ပတ်နားရမယ်ဆိုပြီးမြင်လေလို့ကျွန်တော်တို့တပတ်ပဲ train လို့ရမှာ ကျန်တဲ့တပတ်ကျတော့ဆယ်ရက်လောက်ကကျွန်တော်ကစားမားတွေကသူတို့နိုင်ငံလက်ရွေးစင်တွေနဲ့တွားတယ်ကစားမားတွေကိုတချို့ကိုလည်းကျွန်တော်ကအနားပေးထားတယ်ဆိုတဲ့အခါကျတော့ဘောနော်ကျွန်တော်တို့နီးပြဟာဒီတိုင်းကြီးပဲအနားယူနေရမှာအဲ့တော့ MOD ကိုခံတော့ကလည်းအဲ့ဒီတိုင်းပဲကျွန်တော် International Break အတော်တွေမှာကျွန်တော်ခန့်တယ်ပြဿနာကဘာဖြစ်လဲဆိုတော့ MOD နေနဲ့ train ချိန်တပတ်လောက်ပဲကျွန်တော်ရှိတယ် Ipswich နဲ့ဘွယ်အတွက်ဆိုတော့နီးပြအစ်တတယောက်ကိုကျွန်တော်ခန့်ဖို့အတွက် International Break ဒီစောင့်စီရမလိုဘူးပြီးခဲ့တဲ့ Brandbo နဲ့ပွဲအပြီးမှာကလေးကကျွန်တော်ချက်ချင်းထုတ်ပလဲလို့ရတဲ့အနေအထားမျိုး အတင်းဘက်ကကျွန်တော်အခုချိန်ကြီးဘာမှမလုပ်သေးဘူးဒါဟာစိတ်ပူစရာပါဒါဟာစိတ်ပူစရာပါဘာလို့လဲဆိုတော့အမူရင်းရဲ့လက်အောက်မှာမန်ချက်စတာယူနိုက်တက်ရဲ့ဘောနောကျွန်တော် data တွေကဘလူးမန်အပေါင်းလက္ခဏာစောင့်တဲ့ဘက်ရှိမနေဘူးတမိုင်းတစ်ချောက်အဆိုးအဝါးဆုံးအနိထားတွေဆိုတဲ့အနိထားမျိုးတွေကျွန်တော်ရောက်နေတာဘလူးမန်လက်ခံကျင်စရာအခြေအနေမျိုးတွေကျွန်တော်ဟုတ်မနေဘူးအဲကြောင့် United အနေနဲ့ Amorin ရဲ့အနာဂတ်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ဒါတက်နိုင်နေမြမြန်မြန်ဆုံးဖြတ်မှကျွန်တော်ရမှာ။တော့ Sandalen နဲ့ပွဲရက်လက်ပေါ်မူတည်ပြီးတော့ ကျွန်တော်တို့ဒီဆုံးဖြတ်ရမယ့်ရက်လက်ဒီကျွန်တော်ပြောင်းလို့ကျွန်တော်ဆုံးဖြတ်ချက်ဒီမရဘူးစန်ဒလန်ရဲ့ပုံမှာယုတ်တဲ့နိုင်သွားမယ်ဆိုရင်ကျွန်တော်အနေနဲ့သူ့အချင်းကြီးကပြန်ပြီးတော့အဆင်ပြေသွားမှာလားဒါဆိုမှန်ကန်တဲ့အနေအထားမျိုးကျွန်တော်ဟုတ်မနေသေးဘူးဟုတ်မနေသေးဘူးဆိုတော့ United အနေနဲ့ Manchester United အနေနဲ့ကျွန်တော်တို့ဒီပွဲမှာအဲဆန်ဒလန်ရဲ့ပွဲဒီကျွန်တော်စောင့်လို့မရဘူး Amorin ကိုအပြောင်းလဲလုပ်မှကျွန်တော်ရမယ်ဆိုတော့ရိုမန်နိုတို့ဘာလို့ကတောင်းမှာပေါ့နော် Amorin ရဲ့ရလက်ဒီမကောင်းတဲ့အခါကျတော့ Amorin ရဲ့နီးပြယာရူက 100% safe မဖြစ်ဘူးလို့ပြောနေတဲ့ဇာတ်ရည်ကိုကျွန်တော်တို့ကြည့်ရင် international break အတော်တွင်းမှာတော့အပြောင်းလဲတော့ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ရမှာပဲအခုကြည့်တာက Sunderland နဲ့ပွဲရက်လက်အပေါ်မှာမူတည်ပြီးတော့မဆုံးဖြတ်ပါစီနေလို့ပဲကျွန်တော်မျှော်လင့်ရမယ် Sunderland နဲ့ပွဲမတိုင်ခင်ကတည်းက Ammonia ရဲ့အနာကကဆုံးဖြတ်ပြီးသားကျွန်တော်ဖြစ်နေမှာကျွန်တော်ရမှာ ဆန္ဒနဲ့နဲ့ပွဲမှာနိုင်နေဆိုရင်တော့မှအသင်းဘက်ကဆက်ပြီးတော့နေရာပေးဦးမယ်ဟိပါဟိဆိုရင်ဘလူးမန့်လက်ခံနေစရာအခြေအနေမျိုး United တော့ဟုတ်မနေဘူးเนาะဆိုတော့အခုညီပြ MOD ရဲ့အနာဂတ်ကတော့ယာနှုံးပြမတည်ကြတော့ဘူးဆိုတဲ့အခြေအနေမျိုးဖြစ်နေပြီညီကလေးရောဘလူးမင်းညလည်းဆွေးနွေးကြပါအောင်အားလုံးကိုချစ်တင်ပါတယ်